Robin Channel နဲ့ကြိုဆိုပါရခင်ဗျာကျွန်တော်တို့ကနေ့စဉ်အကြောင်းအရာသစ်တွေကိုတင်ဆက်ပေးနေတာဖြစ်လို့လीနေ့စဉ်ကျွန်တော်တို့ Channel ကိုလာရောက်နှาศင်ဖို့ဖိတ်ခေါ်လာတယ်အကြောင်းအရာလေးမဆက်ခင်မှာတော့ Robin Channel ကို Subscribe လုပ်ထားဖို့နည်းနည်းလေးတိုက်တွန်းချင်ပါတယ်ခင်ဗျာကဲဒီနေ့တော့လीအတန်ထက်နေ့စဉ်တွေရဲ့နောက်ွယ်ကသိပ္ပံပညာမာနအနုပညာမာနပေါ့အဲ့ဒါတွေကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ကျွန်တော်တို့အဓိကအားကိုးမဲ့ရေးမိကတော့ အတိတ်ကြုံရဲ့အတန်နည်းပြတော်ဦးနဲ့ဆွေးနွေးခဲ့တဲ့မတ်ဆုလေအနေကောင်းတော့ထားတာတွေပါပဲဆိုတော့ဒီနေ့ဆွေးနွေးမှုရဲ့အဓိကရွေးချယ်ထားတော့အဲ့ဒီရင့်မထေကအချက်လက်တွေအသေးခိုတွေကိုထုတ်နှုတ်ပြောနားလည်လွယ်အောင်တင်ပြဖို့ပါပဲဂျာကအရှောင်လွှဲလို့မရတဲ့အဆက်နွယ်မှုပေါ့နော် ပြီးတော့မလိုလက်ပဲတင်းထားမိတတ်တဲ့အရာတွေအဲ့ဒါတွေကိုဘလို့ရှော့ချမလဲဆိုတာနဲ့အတန်ကိုပို့ပြီးတော့လွတ်လပ်အားကောင်းလာစေမဲ့လက်တွေ့လေ့ကျင့်ခန်းတချို့ရဲ့အနှစ်သာရတွေပေါ့လေ တကယ်တော့ကြာတွေကတချင်းဆိုတဲ့သူတွေအတွက်တင်မဟုတ်ဘူးဟိုစကားပြောဆိုမှုမှာပို့ပြီးယုံကြည်မှုရှိချင်တဲ့ဘသူမဆိုအတွက်အသုံးဝင်နိုင်တဲ့အခြေခံမူတွေလို့ပြောလို့ရပါတယ်။อืมစိတ်ဝင်စားစရာပဲ။အရင်မြတ်ထက်မှာပါတဲ့တင်ယူသူတယောက်ရဲ့အတွေ့အကြုံကိုပြန်ကြည့်ရင်လေလေးကျင်ခန်းဒီလုတ်ပြီးသွားတဲ့အချိန်မှာပေါ့အရင်ကမတိစိတ်ကနေတင်းထားမှန်းကောင်မတိတဲ့ကြွက်သားတွေရှိနေလာကိုအာတတိထားမိလာတယ်။ပြီးတော့အဲ့အရာတွေကို short ချနိုင်ကြတယ်လို့ဆိုတယ်။ပြီးတော့လေတဲတဲလေးကြွက်သားတစ်ခုကိုပြောင်းလဲလိုက်တာနဲ့ အတန်ရဲ့ဟိုအရေးအတွေ့ပါပြောင်းသွားတာကိုအရန်အံ့ဩခဲ့တယ်လို့ပြောတယ်။ဒါကကျတော်လေးอืมထူးခြားတဲ့ခံစားမှုမျိုးဖြစ်နေတယ်ထင်တယ်။ဒီကြပဲ။အဲ့ဒီခံစားမှုဆိုတာတကယ်သောချက်ပဲ။ feeling ပေါ့နော်။နီးပြရဲ့ကိုယ်ပိုင်နောက်ခံကိုကြည့်ရင်တောင်းမှလीသူကပန်းနိုင်ရင်ချက်ကြောင့်ငငယ်အေးအသက်9နှစ်လောက်ကလေးကတချင်းစုခဲ့ရတာ။ဒါပေမဲ့မတူညီတဲ့တင်စရာတွေစီက တခါလေးမှကွဲလွဲတဲ့တခါလေးလေးစန့်ကျင်ဘက်ဖွင့်ရတင်စားမှုတွေကြောင့်သူကိုယ်တိုင်တော်တော်ရှုပ်ထွေးခဲ့ရတယ်တဲ့ဆိုတော့နောက်ဆုံးမှာတော့သူ့ရဲ့ဂီတာပေါ်ခံစားနားလည်နိုင်စွာ ကိုပိုင်ဘီစာအတိကိုပဲအားကိုးခဲ့ရတယ်လို့ဆိုတယ်อืมအဲ့ဒါကဘာကိုမိမောင်းထိုးပြနေတယ်လဲဆိုတော့လေလူတိုင်းအတွက်တပုံစံဒီ one size fits all ပေါ့နော်အဲ့လိုအလိုဖြစ်တဲ့နီလန်းဆိုတာတကယ်တော့မရှိဘူးကို့အတွက်တကယ်အံဝင်ခွင့်ချက်ဖြစ်မဲ့နီလန်းကိုရှာဖွေဖို့ကိုယ်တိုင်က ဲ့လိုခံစားတတ်ဖို့တတိထားတတ်ဖို့အရန်လိုအပ်တယ်ဆိုတာပါပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီပြန်ဟိုခနာကိုအသက်ရှုမှုအတန်ဒီသုံးခုကြားကအခြေခံဆက်နွယ်မှုကိုနားလည်ဖို့ကတော့တကယ့်ကိုမရှိမဖြစ်ပဲဆိုတော့ခနာကိုကလွတ်လပ်ပေါ်ပါနေမှာအတန်ကလည်းလွတ်လပ်စွာထွက်ပေါ်လာနိုင်တာလေစိတ်ဖြည့်ဆည်းမှုတွေတင်းအားတွေအဲ့ဒါတွေကအတန်ကိုတိုက်ရိုက်ချီနှောင်ထားတတ်တယ်တကယ်ကိုပဲဒါကြောင့်မလို့အတန်ကိုမပြုတ်ပြင်ခင်မှာခနာကိုရဲ့အခြေအနေကိုအရင်တတိပြုဖို့ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတာပါပဲဟုတ်ပြီဟုတ်ပြီ ခန္ဓာကိုယ်ကိုအရင်လွတ်လောက်အောင်လုပ်ရမယ်ဆိုတဲ့အချက်ပေါ့ဒါကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါဆိုရင်အဲ့ဒီတင်းအားတွေကို short short ဖို့အရင်မြစ်ထမ်းမှာပေါ်ပြရတဲ့အခြေခံလက်ချင်းခံလေးလေးရဲ့အထူးကရွေးချက်တွေကိုနည်းနည်းကြည့်ကြည့်အောင်ဥပမာအမ်လက်တွေတင်းအား short ချတာမျိုးပေါ့လက်စေးတို့လက်ခါဘလိုမျိုးရိုးရှင်းတဲ့လှူရှားမှုတွေလို့ပေါ်ပြရတယ်ဘာကြောင့်ဒါကအရေးပါတာလဲခင်ဗျအဲ့ဒါကလေထင်မှတ်မထားတဲ့ဆက်နွယ်မှုတစ်ခုရှိနေလို့ပါ တကယ်တော့လက်ကောက်ဝက်ကတင်းမနေပြီဆိုရင်အဲ့ဒီတင်းအားကလမောင်းကလေးတဆင့်တက်ဖခုံးလေပင်းထီရောက်လာတယ်ရောအဲ့လိုရောက်လာပြီးတော့လေချောင်းကိုကြုံစေတယ်ပိတ်စေနိုင်တယ်ဟာဟာလာဟုတ်ကဲ့တူရီရဲ့တိခတ်တေးတူတွေဆိုလက်ချောင်းတွေလက်ကောက်ဝက်တီပျောက်ပျောင်းနေဖို့လေ့ကျင့်ရတယ်မဟုတ်လားဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပဲအဆိုးတော်တွေအတွက်လည်းလက်တီရိုးရင်းနေဖို့ကအရေးကြီးတယ် တချို့အစိုးရတွေစူနေရင်လည်းလက်ဟန်ချင်ရတယ်တုံးတာတွေ့ဖူးမှာပေါ့။အင်းတွေ့ဖူးတယ်။အဲဟာကစိတ်ခံစားမှုဖော်ပြတာတစ်ပိုင်းနောက်တစ်ပိုင်းကဒီလိုတင်အားတွေပြေလျော့စေဖို့မတိစိတ်ကကြိုးစားတာမျိုးလည်းဖြစ်နိုင်တယ်လေ။ဆိုတော့လက်တွေလက်လက်မှုကအတန်ထွက်ကိုပါပေါ်ပြီးတော့လွေးကူစေတယ်။ဩဒါဆိုလက်ကဝတ်လို့တင်းခဲ့တဲ့နေရာကတင်အားကတော့လက်ချောင်းကထိတဲအောင်မှုရှိနိုင်တာပေါ့နော်။ကောင်းပြီ။နောက်တစ်ခုကတပင်းချအသက်ရှူခြင်းနဲ့နှာခေါင်းကနေတိတ်တိတ်လေးရှူသွင်းဘာဆက်ကဟာဆိုပြီးဖိဖိပြန်ထုတ် အဲရင်ဘုတ်ကတော့ငင်းငင်းထားရမယ်လို့ဆိုတယ်တက္ကကောက်ဘီတို့ကြိုးရှိစေတာလေဟွန်းတက္ကလေရိုရှင်ပင်မဲ့တူတူလေးစွမ်းထက်ပါလေတနေ့တာလုံးစုပုံလာတဲ့တဲ့စိတ်ဖီးစီးမှုတွေတင်းအားတွေကိုချက်ချင်း short ချပေးနိုင်လေဟာဆိုပြီးလွတ်ထုတ်လိုက်တဲ့အခါမှာလေအတန်အိုးလယ်ရင်းစ်ဘောကမလိုအပ်ခဲ့ဖီးအားတွေရော့သွားပြီးတော့ကိုယ့်ရဲ့တဘာဝအကြဆုံးအပွင့်လင်းဆုံးအတန်ထန်ရနဲ့ပြန်ချိတ်ဆက်မိစေတယ် အတက်ရှိသွင်းတဲ့အခါရင်ဘတ်တင်နိုင်ရီအတင်းကြီးကားမနေဟိုတတိထားခိုင်းတာကဘာကြောင့်လဲဆိုတော့မလိုအပ်တဲ့အပေါ်ပိုက်ချွတ်သားတွေကိုအားကိုးနေတာမျိုးရှောင်စေချင်လို့ဝမ်ဘက်ကိုတုံးပြီးတော့အသက်ရှူတက်တော့လမ်းကြောင်းပေးတာပေါ့လေဒါကဟို speech level technique ဆိုတာရှိတယ်လေဟုတ်ကဲ့အတန်ကိုတဘာဝအကိုင်းစကားပြောတဲ့ဂဏီအထားမှာထိန်းထားနိုင်အောင် ကုညီပေးတဲ့နည်းလမ်းပေါ့အဲ့ဒီရဲ့အခြေခံသဘောတရားနဲ့လည်းကိုက်ညီနေလေအဓိကကတော့ကိုကိုကိုအကဲဖြားမနေဘဲနဲ့လွတ်ချထားဖို့ပဲ relax လုပ်ဖို့ပေါ့ ကိုယ့်ရဲ့တဘာဝအတန်နဲ့ပြန်ချိဆက်ဖို့ဆိုတာစိတ်ဝင်စားစရာပဲ။နောက်ပြီးတော့လေပင်ကြွက်သားနှိမ့်နေတာကိုလည်းဖော်ပြထားတယ်ခင်ဗျာ။အဲ့ဒီ Stenoclido Mastoid ဆိုတဲ့နားနောက်ကနေလေပင်ပေတိုင်းဆင်းသွားတဲ့ကြွက်သားကြီးလေ။အဲ့ဒါကိုလက်နှချောင်းနဲ့ညင်သားစွာ နှိမ့်နေခိုင်းတယ်။ဒါကတော့အတန်နဲ့ဘလို့တိုက်ရိုက်ပတ်သက်နေတာလေ။ဟုတ်အဲ့ဒီ Stenoclido Master ကြွက်သားတွေတင်းနေသည်ဆိုရင်လက်ဘင်းအနေထားမှမနိုးဘူး။မင်းစိတ်ကရှိကိုနင်းနေဆူထွက်နေတတ်တယ်။ ဒါမှမဟုတ်ဖခုံးတွေကအတွင်းကိုကြုံဝင်နေတတ်တယ်။အဲ့ဒါကလမ်မျိုး larynx ရဲ့လွတ်လပ်မှုကိုတိုက်ရိုက်ကိုဟန့်တာတယ်။ဩဟုတ်ကဲ့။ဆိုတော့ဒီကြွသားတွေကိုညင်သားစွာနှိမ့်မြဲပေးခြင်းအဖြစ်အဲ့တင်းအားတွေကို ပြေလျော့စေပြီးတော့လမ်မျိုးကိုသူ့ရဲ့တဘာဝအတိုင်းလွတ်လပ်စွာအလုံးလုံးနိုင်တဲ့အနေအထားကိုပြန်ရောက်စေတယ်။ကိုနေဟန်တာပိုရှာကိုလည်းတက်မှတ်စေတာပေါ့လေ။ဟွန်းဟွန်း။ဟောမဒီဖန်နေပြီးရင်နောက်တစ်ဖက်နဲ့ နိုင်ရှင်ခံစားကြည့်ကိုအကြံပေးထားတာကလည်းကိုခန္ဓာရဲ့တိတ်မွေ့တဲ့ပြောင်းလဲမှုတွေကိုတတိပြုမိစေခြင်းလို့ဒါကတကယ်တော့စိတ်ရှင်မှုနဲ့တတိတရားလိုအပ်တဲ့အလေးချင်းတစ်ခုပါဖြည်းဖြည်းချင်းလွတ်ရမှာအလားတူမဲ့ဥကောင်းနောက်ပတ်ကြောရိုးတိလျှောက်ကချွတ်တားတွေကိုနေနေတာကတော့မင်းစိတ်ကိုချမ်းပင်နဲ့ငင်းပြိုင်ထားဖို့လေအလေးပေးထားတယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေအရေးကြီးတယ်မားလို့လဲဆိုတော့အတန်ရဲ့ပက်တင်ထက်မှု resonance ကောနော်အထူးသဖြင့်အတန်မိနဲ့အတွက်အရေးပါတဲ့ပက်တင်ထက်မှုက ဥခေါင်းခွင်ရဲ့နောက်ပတ်နေရာတွေမှာအဓိကဖြစ်ပေါ်တာအဲ့နောက်ကြိုးကျွတ်သားတွေတင်းမာနေဒါမှမဟုတ်ကိုနေဟန်ထားမမှန်လို့အဲ့ဒီနေရာတွေကြုံဝင်နေရင်အတန်ရဲ့ပက်တင်ထက်နိုင်စွမ်းကိုအပြည့်အဝအသုံးချနိုင်မှာမဟုတ်တော့ဘူးဟုတ်ကဲ့အဲ့တော့ဒီကျွတ်သားတွေကိုနှိမ့်နယ်ပေးတာကအဲ့ဒီနေရာတွေကိုဖွင့်ပေးတယ်လို့ဖြစ်ပြီးတော့ကိုနေဟန်ထားမန်ဆေဘိုကူညီတယ်ဒါမှခနာကူတစ်ခုလုံးကအတန်အတွက်ကောင်းမွန်တဲ့ပက်တင်ခန်းကြီးထူလို့ဖြစ်လာမှာပေါ့လေ ဒီကိုနေဟန်ထားနဲ့တင်းအောင်ရှော့ချမှုက တော်တော်လေးအရေးကြီးပုံပဲနော်။ကောင်းပြီ။နောက်ဆုံးအခြေခံလေးချင်းခံရချီဖော်ပြထားတာကနယံကိုမိပြီးကြောရိုးကိုလိမ့်ချလိမ့်တက်လုပ်တဲ့လေးချင်းခံ။ဒါကတော်တော်လေးလှုပ်ရှားမှုပါတဲ့ပုံစံပဲ။တွေ့အဒီကအကျိုးကျေးဇူးကဘာဖြစ်မလဲခင်ဗျာ။ဒီလေးချင်းခံက body awareness လို့ခေါ်တယ်။ခန္ဓာကိုယ်အတိကိုအယမ်းမြင့်တင်ပေးတယ်ပြီးတော့ကြောရုပ်တလျောက်ဖခုံးနဲ့နောက်ကြောကနှဆိုင်တဲ့တင်းအားတွေကိုပါပြေရောစေဖို့အင်မတန်ထိရောက်တယ် ကြောရိုးကိုတစ်ဆက်ချင်းတစ်ဆက်ချင်းလိမ့်ချလိမ့်တက်လို့ထဲအခါမှာကိုခန္ဓာရဲ့အလေးချိန်ကိုအတုံးဖြူပြီးတော့ကြွက်သားရည်ကိုဆွဲဆန့်ပေးတလို့ဖြစ်သွားတာဟုတ်ကဲ့အထူးတထင်းအရေးကြီးတာကလှင့်ချလိုက်တဲ့ချိန်မှာဥခေါင်းကို လုံးဝယော့ရဲထားဖို့ပဲ heavy head ပေါ့လေဘင်းမှာတင်းအားလုံးဝမရှိစရာဘူးဒါကအတန်မြင့်နေထုတ်တဲ့အခါလိုအပ်တဲ့အနောက်ကြောကြွက်သားရည်ကိုပါပြင်ဆင်ပေးရရောက်တယ် လေ့ကျင့်ကအစွန်းမှာခံစားရမယ့်ပေါ်ပါမှုနေရာကျဲလာတယ်လို့ခံစားမှုကအတန်ရဲ့အစည်းအဝေးမှု flow ကိုပို့ကောင်းစေပါတယ်ဟုတ်ပါပြီဒါတွေကတော့ခန္ဓာကိုယ်ခင်ဆင်မှုအပိုင်းလို့ဆိုရမှာပေါ့အခုအတက်ရှူနီးစနစ်တွေကိုစစ်ကြည့်အောင်ပထမတစ်ခုကပိုင်းနဲ့စုပ်တယ်လို့ဖြည်းဖြည်းချင်းရှူတွင်းပြီးတော့ဆိုတဲ့အတန်နဲ့ရှူထုတ်တာအချိန်ရတိုးပြီးလောက်ခိုင်းတယ်လီချိန်ကနေစပြီးအချိန်20အထိပေါ့ရင်ဖတ်ငင်ဖို့လဲထပ်ပြောထားပြန်ရော ဒါကဘာကိုဥတည်တာလဲအင်းဒါကအသက်ရှုထိန်းချုပ်မှု breath control နဲ့အသက်ရှုထောက်ပံ့မှု breath support အတအထိကလေ့ကျင့်ခန်းပဲပစ်ဆိုတဲ့အတနဲ့ရှေးရှေးရှုထုံးနိုင်ဖို့ဆိုတာ one by up ပိုင်းကကြွတ်သွားတယ် diaphragm နဲ့ဆက်ဆက်ကြွတ်သွားတယ်ကို အလိုလိုအထုံးပြူလာစေတယ်သူက support လုပ်ပေးရတာကိုဟုတ်ကဲ့အချင်းတိုးလာတာနဲ့အမြာလေကိုချွေတာတုံးဆွဲတတ်အောင်ညင်သာစွာနဲ့တင်းငင်စွာရှူးတွေးရှူးထုတ်တတ်အောင်လေ့ကျင့်ပေးတယ် ရင်ဘတ်နဲ့ပခုံးတွေမလို့ရှောင်းထိန်းခိုင်းတာကအပေါ်ပိုင်းကျွတ်သားတွေရဲ့မလိုအပ်တဲ့ပါဝင်မှုကိုတားဆီးပြီးတော့အောက်ပိုင်းကမှန်ကန်တဲ့အသက်ရှူကျွတ်သားတွေကိုပဲအလိုလိုစေခြင်းလိုပါဒါကအချိန်ကိုက်မှုစီးကြကြမှုအတွက်လည်းအထောက်အကူပြုတယ်လီလေကိုခြွေတာတုံးပြီးထိန်းချုံနိုင်စွမ်းပါနော်ကောင်းပါပြီနောက်တစ်ခုက box breathing နဲ့နည်းနည်းဆင်တယ်အသက်အောင်တာပါနေပုံစံလေးချက်ရှူလေးချက်အောင်ရှစ်ချက်ထုတ်ပြီးရင် ရှစ်ချက်ရှူရှစ်ချက်အောင်16ချက်ထုတ်ရှူထုတ်ခြင်းကိုပို့ရှိထားတယ်ပြီးတော့ဖျေးကုနေဟန်ထားလို့ရင်ဘတ်ဖွင့်ထားဖို့လည်းဆိုထားတယ်ဟုတ်တာတယ်အသက်အောင်းနဲ့အပိုင်းပါလာတာကထိမ့်ချုံနိုင်စွမ်းကိုနောက်တစ်ချက်တက်စေတာပေါ့ရှူထုတ်ခြင်းကိုရှေ့ရှေ့ကြာကြာထိမ့်ထားနိုင်ဖို့လေ့ကျင့်ပေးတာကတချင်းဆိုတဲ့အခါမှာရှေလျားတဲ့စားသားစုတွေ praise ကိုအသက်မကုန်တော့ပဲစွန့်နိုင်ဖို့ကူညီတယ်อืม ခရင်ကိုနေရန်သားလို့ရင်ဘက်ကိုဖွင့်ထားခိုင်းတာကအသက်ရှုထိန်ချုပ်မှုလုံးနေရင်နဲ့ကိုနေရန်သားပြက်မသွားအောင်အတန်ထွက်ဖို့လိုအပ်တဲ့ပေတင်ခန်းနဲ့ resonance spaces တိပွင့်နေအောင်တတိပေးတဲ့သဘောပါဒီလိုပွင့်လင်းတဲ့ကိုနေရန်သားကအတန်ကိုပိုပြီးကြွေဝါးစေတယ်ပိုပြီးအားကောင်းစေတယ်တင်းအား short ချဟိုကလည်းအထောက်ကူဖြစ်စေရောပေါ့ဟုတ်ပါပြီကဲအခုအတန်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကိုကြည့်ရအောင်ပထမဆုံး home ဆိုတဲ့စကားလုံးကိုနှကောင်းတဲ့ nasal resonance နဲ့ညီးခိုင်းတယ်။ဒူတိုးလေးပဲလေတံများများနဲ့မေယုံညော့မေခုံးပင်ပြီးရောပေါ့။ဒါကဘာအတွက်လဲခင်ဗျာ။အတန်မီးဘူးတိုက်ချင်းဆိုတဲ့တင်စားချက်လည်းရှိရလို့ဆိုရယ်နော်။ဟုတ်ကဲ့။ဒါကအတန်ကိုညင်ညင်သာသာလေးစတင်ပြီးနှွေးစေတဲ့လေ့ကျင့်ခန်းပါ။ warm up လိုမျိုးပေါ့။ဟုံးမှာအမတန်ပါနေတာကအတန်ကိုနှာခေါင်းဝန်းကျင်မျက်နှာရှေ့ပိုင်းကိုဥတီစေဖို့ forward placement ရဖို့ကူညီတယ်။ ဒီရှေ့ရောက်တဲ့အတန်နေရာကကြည်လင်ပြီးတော့အားတိမ်မဆိုင်ရတဲ့အတန်ထွက်ခွေအရေးကြီးလေလေဟုတ်ကဲ့မြက်ခုံးပင်မေယိုလျော့ခိုင်းတာကမျက်နာနဲ့လက်ချောင်းအတွင်းမှာလုလတ်တဲ့နေရာ space ဖန်တီးဖို့ပါအတန်မီးပူတိုက်ချင်း vocal iron လို့ပြောကြတာကတော့ဒီလေ့ကျင့်ခန်းကအတန် register ရေဥပမာရင်ပတန်ဦးဟောင်းတန်ကြားကချိတ်ဆက်မှုကိုချောမွေ့စေလို့ အတန်လမ်းကြောင်းတစ်လျှောက်ကအဖုအထည်လေးတွေကိုညှိပေးတယ်လို့ဖြစ်လို့တင်စားကြတာကွာအတန်လမ်းကြောင်းချောင်းဝေးစီတာပေါ့ကောင်းပြီ now baby ဆိုတဲ့စကားလုံးနဲ့တရထန်တင်ငီမှုဝါဝါစတဗနတီလေ့ကျင့်ခိုင်းတယ် a နဲ့ e ဆိုတဲ့တရထန်တွေကိုအတန်ထရာတင်နေရာထဲမှာထိန်းထားမယ်လေချောင်းဖွင့်ထားဖို့ texture မျိုးမျိုး airy mixed full နဲ့လေ့ကျင့်ဖို့လဲဆိုတယ် ဒါတော့ဘလို့အချိုးရှိလဲအေးတုံးနဲ့အရေးအသွေးတိငဲ့နေဖို့ကအရန်အရေးကြီးတယ်လေဒီလေးချင်းကန်ကဘေဘီမှာပါတဲ့သရတန်နှစ်ခုကိုအတန်ထာယာပလေးစမန့်ကနေရာထဲမှာထိန်းထားနိုင်အောင်လေ့ကျင့်ပေးတာဒါမှသရတန်တွေပြောင်းသွားတိုင်းကအတန်ရောင်းမှာကော့ကော့ပေါင်ကိုလည်းပြောင်းမသွားဘဲနဲ့တိငဲ့တဲ့ဒုံကိုထိန်းထားနိုင်မှာဟုတ်ကဲ့ဟုတ်ကဲ့လေချောင်းဖွင့်ထားဖို့ဆိုတာကတော့အတန်ကျစ်မသွားအောင်ပေါ့ texture အမျိုးမျိုးနဲ့လေ့ကျင့်တာကအတန်ရဲ့အယောင်အသွေး ပြင်းအောင်အဲ့ဒါတွေကိုလို့တို့ပြောင်းလဲနိုင်စွမ်း vocal color နဲ့ dynamics ကို တိုးတက်စေဖို့ပါအတန်တင်းငယ်မှုအတပေါ်နော်ဟုတ်ကဲ့လင်းမြန်ဖိလတ်မှု agility အတကြတော့ risk and runs ကိုအာဝူဆိုတဲ့အတန်နဲ့လိကျင်ခိုင်းတယ်အတန်လေကြားချောင်းမွေဖို့ h တန်ကိုအာယုံဆက်ရမယ် pentatonic အခြေခံပုံစံတွေတုံးတယ်လို့လဲဆိုတယ် the risk and runs 3ဆိုတာ sort of တော်တော်ခက်ခဲတယ်လို့ကြားဖို့တယ်များဟုတ်တယ်ဟုတ်ပါတယ် ရင်မြန်တဲ့တန်စင်တွေကိုကြည်ကြည်လင်လင်ပြပြသားသားဆိုးနိုင်ဖို့ကလက်ကျင့်မှုတော့လိုတာပေါ့နော်။အရင်မြစ်မှာဖော်ပြတဲ့လှုပ်ရချက်ဆိုတာကတကယ်တော့ယူရှိနဲ့ဖော်မြူလာတစ်ခုလိုပါပဲ။၁မန်ကန်နဲ့အတန်ထန်ရ placement ရှိရမယ်။အတန်ကို ရှေ့မှာထားနိုင်ရမယ်။၂စီးချက် rhythm မှန်ရမယ်။ timing ပေါ့။၃အဲ့ဒီ h tan a h tan ဟုတ်တယ်။ note တစ်ခုနဲ့တစ်ခုကြားမှာ h tan လေးကိုပေါင်းထည့်လိုက်ခြင်းအပြင်အတန်တွေက ပူပြီးချောမွေ့စွာကူးပြောင်းသွားစေတယ်။ဒါကတကယ်တော့ကျွတ်သားမှတ်ညာ muscle memory ဖြစ်သွားအောင် scale လေ့ကျင့်ကြလို့မျိုးပုံမှန်လေ့ကျင့်ဖို့တော့လိုအပ်ပါတယ်ရှင်။ဟုတ်ကဲ့မှတ်ထားရမှာပဲ။နောက်ဆုံးလေ့ကျင့်ခန်းကစကလုံးပီးထားမှု articulation နဲ့ arm power တို့1 2လို့ခေါ်တဲ့ခဏပုံစံနဲ့စောက်ခိုင်းတာနော်။1 1 2 1 1 2စသဖြင့်ပေါ့။စကလုံးပီးတဲ့အမယ်အဲနောက်ဆုံး note ကိုအပေါ်အာမတုံးပဲကြိုက်တယ်လို့ ပြစ်လွတ်တယ်လို့လောရမယ်ဆိုတာကဘာလို့ဆိုလိုတာလဲခင်ဗျာอืมဒီလက်ချင်းငန်းကရည်ရွယ်ချက်နှစ်ခုရှိတယ်ပထမတစ်ခုကကနန်းတွေကိုပြပြတသက်ဆိုးရတဲ့အတွက်နှုတ်ခမ်းလျာမြေယိုးစားတဲ့စကလုံးပြီးတတ်စေတဲ့ကြွက်သားလေးကိုနိုးကြားတွက်လက်စီတယ် articulators ကိုလေ့ကျင့်ပြရပေါ့ဒုတိယကအတန်ရဲ့အာမန်တဲ့တရှိမှု presence ကိုတိဆောက်ပေးတယ်အထူးသဖြင့်အတန်မြင့်တယ် belching လုပ်တဲ့ခါအရေးကြီးတယ်ဟုတ်ကဲ့ နောက်ဆုံးတော့ကိုအပေါအားသုံးပြီးဩလိုက်တာမျိုးမဟုတ်ဘဲခင်းချုပ်ထားတဲ့အားနဲ့ကြိုက်ပြီးပြစ်လွတ်လိုက်ဖို့ဆလိုတာကအဲ့ဒီနှုတ်ကိုရောက်တဲ့အခါလက်ချောင်းကိုညစ်တာမျိုးအားကုန်ထုံလိုက်တာမျိုးမလို့ပဲနဲ့အသက်ရှူထောက်ပံ့မှု breath support ကိုတုံးမျိုးတိတိကျကျပြက်ပြက်သားသားအဆုံးသတ်နိုင်ဖို့ပါဒါကအတန်ထိန်ချူးမှုတက်အလုံးအရေးကြီးတဲ့ကျွမ်းကျင်မှုတစ်ခုပဲဖြစ်ပါတယ်။ပြန်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုအလုံးခြုံငုံပြီးပြန်ကြည့်လိုက်ရင်လေအတန်ကောင်းကောင်းထွက်ဖို့ဆိုတာ လေချောင်းတစ်ခုတည်းနဲ့လှုပ်လို့ရတဲ့ကိစ္စမဟုတ်ပဲနဲ့ခန္ဓာကိုယ်တစ်ခုလုံးရပူပေါင်းပါဝင်မှုတတိထားမှုလိုအပ်တယ်ဆိုတဲ့သဘောတရားတွေပေါ့ဟိုတင်အားရရှော့ချတာတရှုပုံမှန်ကန်အောင်လေ့ကျင့်တာပြီးတော့မှအတန်ကိုနီးစနစ်တကျလေ့ကျင့်တာဒီစနစ်အားလုံးကအပြန်လန်းဆက်ဆက်နေတာပဲနော်တိတိကျကျပါပဲဒါရီအားလုံးကတခုချင်းစီအရေးကြီးတယ်လို့အားလုံးရဲ့ဟန်ချက်ညီညီပေါင်းဆက်မှုကမှကျမ်းမာပြီးတော့ဖော်ပြနိုင်စွမ်းအားကောင်းတဲ့အတန်ကိုရရှိစေမှာပါ နောက်ထပ်အရေးကြီးတဲ့အချက်ကဒါဟာ process တစ်ခုလွန်ကန်းစင်တစ်ခုဖြစ်တယ်ဆိုတာပါပဲချက်ချင်းအာနိသင်ပြတဲ့အဆောင်လိုမျိုးမဟုတ်ဘူးလीဟုတ်ကဲ့ဟုတ်ကဲ့စိတ်ရှည်ရှည်နဲ့တတိယလက်ကွင်ထားပြီးတော့တဆိုင်မမတ်လေ့ကျင့်ရမှာပါကိုယ်ခန္ဓာကိုယ်နဲ့အတ္တမှာဖြစ်ပေါ်လာတဲ့တိမ်မွေ့တဲ့ပြောင်းလဲမှုတွေကိုခံစားသိရှိနိုင်စွမ်းကတိုးတက်မှုအတွက်အဓိကကြတယ်ပြီးတော့လူတိုင်းရဲ့ခန္ဓာကိုယ်နဲ့အတ္တကမတူညီကြဘူးအဲ့တော့ကိုယ်ပိုင်စစ်မှန်တဲ့အတ္တနဲ့ ို့အတွက်အကောင်းလုံးအလုံးလုံးမဲ့နီးလိုက်နေကိုရှာဖွေသွားရမှာပါပဲ။စိတ်ပိုင်းဆိုင်ရာအပိုင်းကလည်းတော်တော်အရေးပါပုံပဲနော်။ဟိုအာယုံစူးဆိုင်မှုကိုခန္ဓာကိုတတိပြုနေနိုင်မှု ပြီးတော့ကိုကိုအပြစ်တင်တာအကယ်ဖြစ်နေတဲ့စိတ်တွေကိုချော်လွှားနိုင်မှုအဲ့ဒါတွေကဒီလေးချင်းခန်းတွေရဲ့အကျိုးကျေးဇူးကိုအပြည့်အဝရဖို့အတွက်အရေးကြီးတယ်လို့နားလည်မိတယ်။ဒီအေးတွေးတဲ့ကတကယ်တော့လေတချင်းဆိုတာအကျဉ်းတခြားတော့ဘွားရဲ့နေပယ်ရီမှာပါအများကြီးအသုံးတက်နိုင်ပါတယ်ဟုတ်ကဲ့ ဥပမာအားကစားလုပ်ခဲ့အခါဖြစ်ဖြစ် presentation တစ်ခုလုပ်တဲ့အခါဖြစ်ဖြစ်ဒါမှမဟုတ်အနုပညာတစ်ခုခု fundi တဲ့အခါမျိုးမှာပေါ့ဆိုတော့ဒီလိုတတိထားမှုအစ်စ်မျိုးကိုတခြားတင်ယူမှုဒါမှမဟုတ်ဖြောဖြေတင်ဆက်မှုနယ်ပယ်တွေမှာတုံ့ချက်ကြည့်နေရောဘလို့ထူးခြားရဲ့ရလက်တွေပြောင်းလဲမှုကထစ်လာနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာဆက်လက်တွေးခေါ်ကြည့်နိုင်တဲ့အချက်တစ်ခုပါပဲရှင်ဟုတ်ကဲ့ခင်ဗျာအခုတင်ဆက်ပေးခဲ့တာတွေကိုကြိုက်နဲ့တတ်တယ်ဆိုတဲ့ like လေးပေးသွားပြီးပါလိမ့်နားဆင်သူအမြင်လေးကိုလည်း comment မှာပြောပေးသွားပါအောင်လို့တောင်းဆိုချင်ပါတယ် ဟုတ်ကဲ့ဒီချောင်းရနဲ့ပတ်သက်ပြီးထပ်မံဆွေးနွေးချင်တာမိချင်တာများရှိရင်လဲကောမန့်မှာရေးခဲ့ပြီးရရပါတယ်ရှင်နောက်ဒီနေ့မှာလဲအတိတ်တော့အချောင်းရတွေနဲ့အတူကျွန်တော်တို့ဘာမှ brain channel မှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ